ဲ့လိုပါအားလုံးပဲမင်္ဂလာပါဘာမဖူပေါ်ရတဲ့မှာအားလုံးကိုပြန်လဲပြီးတော့မှကျွတ်စော်လိုက်ပါတယ်ထနေငံကအရှင်ပြေလက်ခံကြီးမှတ်သားမဲ့33ကြိမ်မြောက်စီကင်းပြင်ပွဲအတွက်မြန်မာအသင်းပါဝင်တဲ့အုပ်စုကနေရဲ့ဒါပြင်ပွဲတွေကိုလက်ခံကြီးမှတ်မဲ့ဒီနေရာဟာပေါ်ထွက်လာခဲ့ပါပြီမြန်မာအသင်းပါဝင်တဲ့အုပ်စုကနေရဲ့ပွဲစဉ်တွေကိုကနအူက ချမိန်မြို့မှာရှိတဲ့1900ဒီအသာခွင့်မှာကျင်းပပြုလုပ်သွားမယ်လို့ကြေညာထားခဲ့ပေမဲ့လည်းဒါပြန်လဲပြုလုပ်ခဲ့တဲ့အစီအဝေးရဲ့အဆုံးသတ်ချက်များအကြောင်းဒါမြန်မာအသင်းပါဝင်တဲ့အဆုကငရဲ့ပွဲစဉ်တွေကိုထိုင်းနိုင်ငံမန်ကောက်မြို့မှာရှိတဲ့ရာသမင်္ဂလာအသာခွင့်မှာပြုလုပ်သွားမှာဖြစ်ပါတယ်မြန်မာအသင်းဟာအဆုကငမှာအင်ဒိုဖိလစ်ပိန်မလေးရှားအသင်းတွေနဲ့အဆုတခုတည်းမှာကြားအောင်နေခဲ့ပြီးဒါအဆိုပါလေးတင်းတဲ့ဟာ အောက်စုပထမရတဲ့အတင်းတင်းနဲ့ဒုတိယအကောင်ဆုံးရတဲ့အောက်တင်းဟာအောက်စုရဲ့နောက်ဆင်းဖြစ်တဲ့ semi final အဆင့်ကိုတက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။ဒီမှာအတင်းပါဝင်တဲ့အောက်စုကနေရပွဲစဉ်တွေကိုဒါထင်းနေကမကောင်းမြန်မာကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက်အထင်ရမြန်မာရင်းနဲ့လည်းမြန်မာအသင်းရဲ့ပွဲစဉ်တွေကိုလွတ်ကူစွာနဲ့အားပေးနိုင်တော့မှလည်းဖြစ်ပါတယ်။အဲကြောင့်မို့ထိုင်ရမြန်မာရင်းနဲ့လည်းမြန်မာအသင်းရဲ့ပွဲစဉ်တွေကို တော့ဒီစီပွေပေါ်အတွက်ပြောကြလို့ပါတယ်အဆုံးထိဒီစီပွေအတွက်အားလုံးကျေးဇူးတင်ပါတယ်ဒါရယ်နေရလေးကိုပတ်စံနေကြပါစေ